မေးလိမေးထားရှိတဲ့အလုပ်အင်တာဗျူးမေးခွန်းများဒီနေ့မှာတော့အလုပ်အင်တာဗျူးတွေမှာမေးလိမေးထားရှိတဲ့အင်တာဗျူးမေးခွန်းလေးတွေကိုဖော်ပြပေးကြပါတယ်ဒီမေးခွန်းတွေထဲမှာလွယ်ကူတဲ့မေးခွန်းတွေကိုတော့အထင်မထားတော့ပါဘူးဥပမာမင်းအကြောင်းပြောပြပါအောင်တို့ဒီအလုပ်ခေါ်စာကိုဘယ်ကနေတည်တာလဲတို့စတဲ့ရေဘူးရမေးခွန်းတွေကိုတော့အထင်မထားတော့ပါဘူးဒီအင်တာဗျူးမိကွန်းတွေတဲကတချို့မိကွန်းတွေကအလုတ်အခုမှဆက်လျှောက်တဲ့သူတွေအတွက်လဲတိတ်ထားတဲ့မိကွန်းတွေပါပါတယ် အဓိကကတော့အလုတ်အတွေ့အကြုံရှိပြီးသားလက်ရှိအလုတ်ကနေနောက်အလုတ်တွေတခုကိုပြောင်းနေသူတွေအတွက်တော့ပိုပြီးကြိုက်ညီတဲ့မိကုန်တွေဖြစ်ပါလိမ့်မယ်။နံပါတ်၁ဘာကြောင့်အလုတ်ခံတင်တာလဲ။ company interview သူတွေကတင့်ကိုမေးလေးရှိတဲ့မိကုန်တွေထဲမှာဒီမိကုန်ကလည်းပါဝင်နေတတ်ပါတယ်။တင်ကသူတို့ company မှာဘာကြောင့်အလုတ်ခံတင်တာလဲ။တဲ့ရဲ့အရေးချင်းနဲ့သူတို့ကုမ္ပဏီဘလို့ကိုက်ညီမှုရှိတယ်လေဆိုတာမျိုးပေါ်လွင်အောင်ဖြေဆိုတတ်ဖို့လိုပါလိမ့်မယ်။ဒီမေကုံမေးခင်ရတဲ့အခါ ကြိုတင်ပြင်ဆင်ထားမှုမရှိရင်ဖြေဆိုဖို့ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ကြိုတင်စဉ်းစားပြီးပြင်ဆင်ထားမယ်ဆိုရင်အကောင်းဆုံးဖြစ်ကြောနိုင်ပါလိမ့်မယ်။နံပါတ်1မင်းကဒီကုမ္ပဏီအတွက်ဘာတွေယူဆောင်လာသလဲ။ဒီမင်းကုန်းကိုဖြေဖို့အတွက်တော့ကိုယ့်ရဲ့အရင်လောက်ကအတွေ့အကြုံတွေအောင်မြင်မှုတွေနဲ့ရောချိတ်ပြီးဖြေဆိုနိုင်ပါတယ်။သူတို့လိုချင်တဲ့အရာနဲ့ကိုက်ညီအောင်ဖြေဆိုနိုင်မယ်ဆိုရင်အလုပ်ရရှိဖို့အခွင့်အလမ်းများပါတယ်။ ခေါ်ဆိုတဲ့ယာတို့နဲ့ကိုက်ညီတဲ့အရေးချင်းတွေနဲ့ကိုယ့်ရဲ့အောင်မြင်မှုတွေအတွေ့အကြုံတွေကိုမျှဝေပေးလို့ရပါတယ်။နံပါတ်3ဘာကြောင့်ဒီကုမ္ပဏီမှာအလုပ်လုပ်ချင်တာလဲ။ဒီမေးခွန်းမှာတော့အထူးသတိထားပြီးဖြေဆိုသင့်ပါတယ်။ဒီမေးခွန်းရဲ့အဖြေအတွက်နဲ့တင့်ကိုအလုပ်ခံနိုင်တယ်လို့အလုပ်မခံဖို့လဲချက်ချင်းဆုံးဖြတ်နိုင်တဲ့မေးခွန်းဖြစ်ပါတယ်။ဒီမေးခွန်းကိုတော့တင့်ရဲ့သူတည်တနာလုပ်ထားတဲ့ကုမ္ပဏီရဲ့အချက်တွေကိုအခြေခံပြီးပြန်လည်ဖြေဆိုနိုင်ပါတယ်။ဥပမာ ဒီကုမ္ပဏီအလုပ်ပုံဝင်ခြင်းနဲ့ဝန်ထမ်းတွေအပေါ်မှာထားတဲ့တံပိုးထားမှုကိုသဘောကျလို့ဖြစ်စေဒီကုမ္ပဏီမှာကုကုကိုဖွံ့ဖြိုးတိုးတက်ဖို့အတွက်အခွင့်အလမ်းတွေအများကြီးရှိရာကိုသဘောကျလို့ဆိုတာမျိုးကုမ္ပဏီရဲ့ရည်မှန်းချက်တံပိုးတွေကကိုယ်နဲ့ကိုက်ညီလို့ဆိုတာမျိုးဖြေဆိုနိုင်ပါတယ်ဒီလိုဖြေဆိုနိုင်မှုအတွက်ကုမ္ပဏီကိုသူတည်တနာတည်တည်ချာချာလုပ်ထားဖို့လိုပါတယ်နံပါတ်၄မင်းရဲ့အားသာချက်အားနည်းချက်တွေကဘာတွေလဲ ီမေးခွန်းကတော့အခုမှအလုံးစဝင်နေသူရောအလုံးတစ်ခုကနေတစ်ခုပြောင်းနေသူအတွက်ရောမေးလေမေးထားရှိတဲ့မေးခွန်းဖြစ်ပါတယ်။ဒီမေးခွန်းမှာကိုယ့်အတွက်အမှန်မှန်ရအောင်လုပ်နိုင်ပါတယ်။ဒီမေးခွန်းကိုဖြေဖို့အတွက်တော့ကိုကိုကိုကောင်းကောင်းသိဖို့လိုပါတယ်။နံပါတ်5မင်းရဲ့အအောင်မြင်ဆုံး professional အလုပ်ကဘာလဲ။ဒီမိကုံးကတော့အလုပ်တစ်ခုကနေတစ်ခုပြောင်းသူတွေကြိုတင်ပြင်ဆင်သွားတဲ့မိကုံးဖြစ်ပါတယ်။အရင်အလုပ်မှာလုပ်ခဲ့တဲ့ project မှာအအောင်မြင်ဆုံးဖြစ်ခဲ့တာကိုဖြေချလို့ရပါတယ်။ ဒီမိကုံးအတွက်လည်းကြိုတင်စဉ်းစားပြီးပြင်ဆင်သွားမယ်ဆိုရင်အင်တာဗျူးမှာအမှတ်ပိုကောင်းအောင်လုပ်နိုင်မှာဖြစ်ပါတယ်။နံပါတ်6အလုံမှာစိန်ခေါ်မှုတွေနဲ့ကြုံရတဲ့အခါဘလို့ဂိုင်းတွေတလဲဒီမိကုံးကတော့အခက်အခဲတွေစိန်ခေါ်မှုတွေကြုံလာရတဲ့အခါကိုယ့်ရဲ့ဖြည့်ရှင်ပုံနဲ့ဂိုင်းတွေပုံကိုသိချင်လို့မေးတဲ့မိကုံးဖြစ်ပါတယ်။ခေါင်းဆောင်မှုအရေးချင်းတွေမှာလည်းအခက်အခဲတွေကိုဂိုင်းတွေဖြည့်ရှင်တဲ့အခါကောင်းမှုစွာဖြည့်ရှင်နိုင်တာကမရှိမဖြစ်လိုအပ်တဲ့စွမ်းရည်တည်းရဲ့ဖြစ်ပါတယ်။ ဒါကြောင့်ဒီမိကုံအတွက်လည်းကို့မှာသင့်တော်တဲ့အဖြေရှိဖို့လိုပါတယ်။အဖြေနဲ့ကိုက်ညီတဲ့အဖြေရှင်နည်းမျိုး၊စိတ်နေစိတ်ထားမျိုး အမှန်တကယ်ရှိဖို့လည်းလိုပါတယ်။အင်တာဗျူးမှာအလုပ်ရလို့ဆိုတဲ့ကိုမလုံနိုင်တဲ့အရာတွေကိုလိမ်လည်ပြီးဖြေဆိုခဲ့မယ်ဆိုရင် အချိန်တိုအတွင်းမှာအဲ့ဒီလိမ်ညာမှုကပေါ်ထွက်လာမှာပဲဖြစ်ပါတယ်။ဒါကြောင့်ပြင်ပလောကမှာလုပ်ငန်းခွင်မှာအခက်အခဲတွေကြုံရတဲ့အခါကိုယ်ဘလို့ဖြည့်ရှင်းတဲ့လေးဆိုတာကိုလေးလေးနက်နက်စဉ်းစားပြီးဖြည့်ဖို့လိုပါတယ်။နံပါတ် ။ဘာကြောင့်လက်ရှိအလုပ်ကထွက်ခဲ့တာလဲ။ဒီမေကွန်းကတော့အလုပ်တစ်ခုကနေတစ်ခုပြောင်းနေသူတွေကိုအများဆုံးမေးတဲ့မေကွန်းဖြစ်ပါတယ်။ဒီမေကွန်းမှာသတိထားစရာအချက်တစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့အရင်အလုပ်အကြောင်းမကောင်းမပြောတာပါပဲ။အဲ့ဒီအလုပ်ကတကယ်ပဲမကောင်းဘူးဆိုရင်တော့အလုပ်အင်တာဗျူးမှာမပြောဖို့ပါပဲ။ဒီလိုဖြစ်လို့ရပါတယ်။ပေါ်ပြီးတည်ယူနိုင်မဲ့အခွင့်အလမ်းပုံများမဲ့အလုပ်ကိုပြောင်းချင်တဲ့အတွက်အလုပ်ကထွက်ခဲ့တာပါဆိုတော့အပြူသဘောဆောင်တဲ့အဖြစ်မျိုးဖြေလို့ရပါတယ် ဒီမိကုံတွေကတော့အလုပ်အင်တာဗျူးတွေမှာမေးလေမေးထားရှိတဲ့အင်တာဗျူးမိကုံတချို့ပဲဖြစ်ပါတယ်။ဒီမိကုံတွေကကြိုတင်စဉ်းစားမသွားရင် အလွယ်တကူဖြေဆိုဖို့ခက်ခဲပြီးထောင်ချောက်မိကုံတွေလည်းဖြစ်နေပါသေးတယ်။ဒါကြောင့်အထူးသတိထားပြီးဖြေဆိုနိုင်ဖို့ကြိုတင်စဉ်းစားပြီးလေ့ကျင့်ဖြေဆိုမှသာဒီထောင်ချောက်ကိုကောင်းကောင်းကျော်လာနိုင်မှာဖြစ်ပါတယ်။နောက်ထပ်လည်းဘလို့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရေးပေးခဲ့ကြပါအောင်နော်။ ကြည့်ရှုနားဆင်နေကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်